ုရားသာသနာတော်ကိုဘာသာကြားတွေဖြတ်ဖို့ကြိုးစားတာအများကြီးပဲတိတ်ထီတွေလေဖုရားနဲ့ခက်ပြိုင်နော်နိဂန္ဓနာတဗုဒ္ဓယနေ့ခေတ်စံတာဂျိန်ဘုံကြီးတွေအိန္ဒိယမှာယနေ့ချိန်ကြီးရှိတယ်ဗုဒ္ဓနဲ့ခက်ပြိုင်ဖုရားကိုတုပြိုင်ပြီးတော့သာသနာဖြတ်ဖို့ကြိုးစားတာပဲဇေဒဝန်ကျောင်းတိုက်ကြီးနားမှာတိတ်ထီကျောင်းကြီးတွေအကြီးကြီးနော်လာဆောက်တယ်ဘလောက်ပဲလာဆောက်လာဆောက်ဦးဇင်းတို့ဖုရားသာသနာတော်ကိုဖြတ်လို့ရလားမရဘူးဘလောက်ပဲပြိုင်ပြိုင် မရဘူးနော်အပြင်အန္တရာယ်ကြောင့်သာသနာမကွယ်ဘူးပြောချင်တာနော်အပြင်အန္တရာယ်ကြောင့်သာသနာမကွယ်ဘူးတတိထနောက်တော့အပြင်ကအပြင်အန္တရာယ်ကိုမဲနေကြတာတော်တော်များများကအပြင်အန္တရာယ်ကိုမဲနေတာအတွင်းကိုတတိမထားမင်းကြောက်အပြင်အန္တရာယ်ကြောင့်သာသနာမကွယ်ဘူးဆိုတာသိထင်ချားတယ်နမစ္စာဘုရားဒီမှာဟောထားတယ်အပြင်အန္တရာယ်ကြောင့်သာသနာမကွယ်နိုင်ဘူးမစ္စာဘုရားကပြောတယ်ဣဒေဝတိ ဥပ္ပိဇံတိမောဂပုရိတာရေတတ္တမံအန္တရထာမင်တိဒီဖယားသာသနာတော်ကိုကွဲအောင်လုံနိုင်တဲ့ပုဂ္ဂိုလ်ဟာတခြားမှာမရှိဘူးဟောဒီသာသနာမှာပဲရှိတာကဲအားလုံးပြောသာသနာဖြတ်တဲ့ပုဂ္ဂိုလ်ဘယ်မှာရှိသာသနာထဲမှာပဲရှိတယ်ရဲရဲပြောဘယ်မှာရှိလဲသာသနာထဲမှာပဲရှိတယ်သာသနာထဲမှာ၄မျိုးဘိက္ခုလို့ခေါ်တဲ့ယဟန်မျိုးသားတွေဘိက္ခုနီလို့ခေါ်တဲ့ယဟန်မျိုးသမီးတွေဒီနိကေဆရာလေးတွေကိုထည့်လိုက် ဆရာလေးတွေရေဘိက္ခုနီမဟုတ်တော့လဲသာသနာ့ຫນွေဝင်သာသနာတော်ကိုတပတ်တည်းလဲဆောက်ချောင်းနေတာနောက်ဥပါတကတကကြီးတွေဘုရားဘာသာဝင်တကကြီးတွေဥပါတိကဘုရားဘာသာဝင်တကမာကြီးတွေဟုတ်ပြီနော်အဲ့တော့သာသနာကို ဖြတ်နိုင်တာဒီဘာသာခြားတွေလားဘုရားဘာသာဝင်တွေလားဖះပြောတာနော်တိတိကျကျမှတ်တာတတ္တမပရိဓုပကတုတ်တံမှာပြောထားတာဘာမှ ပြောလဲ သာသနာဖြတ်သည်အပြင်မှာလားအတွင်းမှာလားအေးအဲ့ဒါကြောင့်ဦးဇင်းတို့ကိုယ်သာသနာတော်ကိုအခြေခံခန့်တည်တန့်ခြင်းနဲ့ဆိုကိုယ်ခြံစည်းရိုးကိုကိုယ်လုံအောင်ကားမှာနော်ကိုယ်ခြံစည်းရိုးကိုလုံအောင်ကားမှာဟိုဘာသာကို တိုက်ခိုက်ဒီဘာသာကိုတိုက်ခိုက်တိုက်ခိုက်နေလို့မထူးဘူးမှန်ပါဗျာအဲ့ဒါတတိပြုရမယ်တိုက်ခိုက်เสียမှာမလို့မက်စွာဘုရားရှင်ကိုယ်တိုင်လည်းဘယ်ဘာသာချားကိုမှမတိုက်ခိုက်ပါဘူးနော် ကိုဓမ္မကိုပဲဘုရားဟောပါတယ်။အမှန်တရားကိုပဲမြတ်စွာဘုရားဖော်ထုတ်ပါတယ်။ဘုသူကိုမှဘုရားမတိုက်ခိုက်ပါဘူး။ဥစဉ်တို့ဗုဒ္ဓလမ်းစဉ်ကိုတွားရအောင်။ကောင်းပြီ။နော်မြတ်စွာဘုရားကပြောတယ်။ဣဒေဝတိဥပိ္ပဇံတိမောဂံပုရိသရေတတ္တမံအန္တရတပင်တိသာသနာတော်ကိုကွယ်အောင်လုပ်တဲ့မောဂံပုရိသအလကားကောင်တွေဘုရားကအဲ့လိုတောင်းတာ။အဲ့ဒီအလကားကောင်တွေဟာဒီဟောဒီသာသနာမှာပဲရှိတာ။နော်အဲ့တော့ဘုရားကဥမာလေးပေးတယ်။ လှေနဲ့ဥပမာပေးတယ်နော်ဒါဖအံကတက္ကရာမကြီးဆိုတော့ဒါဖအံနော်တန်လင်းနဲ့နဲ့ကြီးတယ်နော်အဲ့တော့တန်လင်းမြကန်းပေးနာမှာဆိုတော့လှေတွေသင်္ဘောတွေသူ့ဘာသူတွားနေရင်ဘာမှမမြုပ်ဘူးဝန်နေမတန်မစတင်မယ်လှေပေါ်မှာဝန်ထုံးဝန်ဘိုးတွေအများကြီးတင်လိုက်မယ်ဆိုရင်အဲ့ဒီဝန်ထုံးဝန်ဘိုးတွေကြောင့်ပဲနော်လှေရနစ်မြုပ်သွားတာပဲ လေပေါ်မှာတင်ထားတဲ့ဝုံထုပ်တွေကြောင့်ပဲလေဟာနဲ့တာတဲ့ဒါလည်းတယ်နော်လေမှာတင်ထားတဲ့ဝုံထုပ်ဝုံပိုးကြောင့်ပဲဒါဒီလေကြီးကနဲ့သွားတာဖျားပြေးတဲ့ဥပမာလေသည်ဘာကို တင်စားတာလဲဆိုတော့သာသနာတော်ကို တင်စားတာလေမှာတင်ထားတဲ့ဝုံထုပ်ဝုံပိုးဆိုတာသာသနာမှာရှိတဲ့ယဟန်တော်များနဲ့ဘုရားဘာသာဝင်တက္ကရာကမာများကိုပြောတာနော်အဲ့တော့သာသနာတော်ကြီးလေနော်သာသနာတော်ကြီးတည်ဟူသောလေ မြင့်မြုပ်သွားတာဟာသာသနာဝန်ထမ်းယဟန်တော်တွေဗုဒ္ဓဘာသာဝင်တက္ကရာကမတွေကြောင့်ပဲတဲ့အဲ့တော့ဝန်ထုတ်ဝန်ပူပြီးသွားတယ်နော်သာသနာဝန်ထမ်းယဟန်တော်တွေ ਨੇ ဗုဒ္ဓဘာသာဝင်တက္ကရာကမတွေကြောင့်တာလည်းယင်သာသနာကွဲတာသာသနာလှေကြီးနစ်သွားတာနော်ယနေ့ဦးဇင်းတို့သာသနာလှေကြီးကလှော်ရင်လှော်ရင်တဖြည်းဖြည်းနစ်လာပြီရေတွေဝင်နေပြီနော်သာသနာလှေတဲ့ကရေကိုခတ်ထုတ်ဖို့ဦးဇင်းတို့စူးစမ်းနေတာနော် တက္ကရကမတို့နော်ရေခတ်ထုတ်ဖို့ပြင်ရမယ်ဟုတ်ပြီနော်သာသနာလေတန်းမှာရေတွေဝင်နေပြီရေတွေဝင်နေပြီအဲ့တော့ဥစ္စာအဲ့ဒီရေတွေကိုခတ်ထုတ်ရမှာမြတ်စွာဘုရားကအဲ့ဒီဥပမာပေးတယ်လေကြီးနင်းမြုပ်တယ်ဆိုတာလေပေါ်တင်ထားတဲ့ဝုံထုံဝုံဘိုးကြောင့်နစ်တာဒါကြောင့်ဥစ္စာတို့လေရဲ့ဝုံထုံဝုံဘိုးဆိုတာအပြင်မှာလားအထဲမှာလားအထဲမှာအထဲမှာဒါကဘုရားပေးတဲ့ဥပမာဆရာတော်ဘုရားတပည့်တော်ကိုမေလျှောက်ခွင့်ပြုပါဘုရားတတိတော်သိကျင်တာတခုက ဖယားရှင်ဟောခဲ့မိခဲ့ဘူးတဲ့စကားအရာတွေထဲမှာသာသနာတော်သည်မိသည့်ဘာသာဝင်မိသည့်လူမျိုးတို့ကြောင့်မှမမိမ့်မိန်မပြည့်စည်နိုင်ငါဤသားတော်ယဟန်တန်ကာတို့ကြောင့်သာလျင်မိမ့်မိန်ပြည့်စည်နိုင်ပေလိမ့်မည်လို့မိဆိုခဲ့ဘူးပါသလားတတိတော်ကိုအမှန်သိအောင်သွန်သင်လမ်းပြတော်မူပေးပါဆရာတော်ဖယားတဲ့တချို့ကမြတ်စွာဘုရားဤသာသနာတော်ကိုယဟန်တွေကပဲပြည့်စည်လိမ့်မယ်လို့တစ်ဖက်သက်ပြောဆိုနေကြပါတယ် အဲ့ဒီလိုပြောဆိုတာဟာမှားပါတယ်နော်မသိလို့ပြောနေကြတာပါဦးစင်းတို့မြတ်စွာဘုရားကအဲ့ဒီလိုမဟောပါဘူးမြတ်စွာဘုရားဤသာသနာတော်မှာဘိက္ခုဆိုတဲ့အမျိုးသားယဟန်ဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပါတကာဆိုတဲ့လူအမျိုးသားဥပါတိကာမဆိုတဲ့လူအမျိုးသမီးရယ်ဆိုပြီးပရိသတ်၄ပါးရှိပါတယ်ဤပရိသတ်၄ပါးကပဲဤသာသနာတော်ကိုတင့်တယ်ပြန်ပွားအောင်လုပ်ပေးနိုင်တယ်လို့မြတ်စွာဘုရားကအင်္ဂုတ္တပါဠိတော်စတုတ္တကနိပတ် သောပနာတုတ်မှာဟောကြားထားပါတယ်။ပရိသတ်၄ပါးကပဲဤသာသနာတော်ကိုတင့်တယ်ပြန်ပွားအောင်လုပ်ပေးနိုင်တယ်လို့ဤသာသနာတော်ကိုပြည့်စည်အောင်ပြည့်စည်မှာကလည်းပဲပရိသတ်၄ပါးကပဲပြည့်စည်လိမ့်မယ်လို့မြတ်စွာဘုရားကတန်ယုတ်တဏိကေသာဃာထဝကတန်ယုတ်ပါဠိတော်ကတ္တပတန်ယုတ်တဒ္ဓမ္မပရိရူပကတုတ်မှာဟောကြားထားပါတယ်။ဒါကြောင့်သာသနာတော်ကိုပြည့်စည်မှာဟာယဟန်တစ်မျိုးတည်းမဟုတ်ပါဘူး။လူရောယဟန်ရောပြည့်စည်မှာဖြစ်ပါတယ်နော်။ မတိလိုပါအရှင်ဖေရမြတ်စွာဘုရားရှင်ကမိတ်တော်မူတယ်။ငါဤသာသနာကိုငါရဲ့သားတော်ဒွေသားပဲဖြစ်စည်းလိမ့်မယ်ဆိုတာမှန်ပါသလားဖေရ။တပည့်တော်ကိုဖြေချားပေးတော်မူပါဖေရ။လုံးဝမဟုတ်ပါဘူးနော်။တချို့ကမြတ်စွာဘုရားဤသာသနာတော်ကိုမြတ်စွာဘုရားဤတပည့်သားများဖြစ်ကြတဲ့ယဟန်တန်ခါတော်တွေကပြန်ပြီးဖြစ်စည်းလိမ့်မယ်ဆိုပြီးပြောဆိုနေကြပါတယ်။ သေးသေးချာချာမလေးလာပဲနဲ့ပြောဆိုနေကြတာပါเนาะအဲ့ဒီလိုလုံးဝမဟုတ်ပါဘူးမြတ်စွာဘုရားကဣင်္ဂုတ္တပါဠိတော်သရုကနိပတ်သောမနတုံမှာဤသာသနာတော်ကိုစီရင်ပြန်ပွားအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာဘိက္ခုဆိုတဲ့အမျိုးသားယဟန်ဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပတကာဆိုတဲ့လူအမျိုးသားဥပတိကာမဆိုတဲ့လူအမျိုးသမီးဤပရိသတ်၄ပါးတို့ကပဲလုံဆောင်နိုင်တယ်လို့ဟောကြားတော်မူထားပါတယ်။ ထို့အတူပဲဧသာသနာတော်ကိုပျက်စီးအောင် ဖြစ်စီးမဲ့ပုဂ္ဂိုလ်များဟာလည်းပဲဘိက္ခုဆိုတဲ့အမျိုးသားယဟန်ဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပတကာဆိုတဲ့လူအမျိုးသားဥပတိကာမဆိုတဲ့လူအမျိုးသမီးဤပြိသက်၄ပါးတို့ကပဲဖြစ်စီးလိမ့်မယ်လို့တတ္တမပတိရူပကတုံမှာမြတ်စွာဘုရားကဟောကြားထားပါတယ်။ဒါကြောင့်သာသနာတော်ကိုပျက်စီးအောင်ဖြစ်စီးမဲ့ပုဂ္ဂိုလ်များသည်ယဟန်တစ်မျိုးတည်းမဟုတ်ပဲပြိသက်၄ပါးဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ ဖုံဖုံဖယားစွမ်းလူသားကိုမလူနဲ့ဆိုပြီးပိတ်ပင်တာပိတ်ပင်သူမှာဘာအပြစ်ဖြစ်ပါသလဲဖယားဖြေပေးပါနော်တဲ့ခုရကနိကေပေတာဝိထုပါဠိတော်ဥရကဝတ်ငါကပေတာဝိထုမှာမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကပြိတ္တာလင်မယားနှစ်ယောက်ရှိပါတယ်အဲ့ဒီပြိတ္တာလင်မယားနှစ်ယောက်ကတယောက်နဲ့တယောက်အပြန်အလှန်တင်းပုတ်နဲ့ရိုက်နှက်ပြီးကြလာတဲ့သွေးတွေပြည်တွေကိုစားတောက်ရတဲ့အတွက် ပင်ပန်းဆင်းရဲတဲ့ဒဏ်ကိုခံစားရပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာတုန်းကသူတို့မွေးထားတဲ့သာသမီ၃ယောက်ကတမနာဗျမနာတွေကိုလှူဒန်းတဲ့အခါမှာ သာသမီတွေရဲ့အလှကိုပိတ်ပင်တားဆီးပြီးတမနာဗျမနာတွေကိုဆေးရည်တိုင်းထွာပြုတ်ခဲ့ပါတယ်။အဲ့ဒီလိုသူတစ်ပါးရဲ့အလှကိုပိတ်ပင်တားဆီးပြီးဆေးရည်တိုင်းထွာပြုတ်ခဲ့တဲ့အတွက်တေလွန်တဲ့အခါမှာအခုလိုပြိတ္တာဘဝကိုရောက်ရခြင်းဖြစ်ပါတယ်။ဒါကြောင့် သူတစ်ပါးအလှကိုပြိပင်တားဆီးမယ်ဆိုရင်ပြိတာဖြစ်တတ်ပါတယ်အရှင်ဖရာဝိဘဝတဏဆိုတာဘာလဲဖရာတဲ့ဝိဘဝဆိုတာက အဖြစ်အရှိကင်းခြင်းဘဝပြည့်ခြင်းလို့အဓိပ္ပာယ်ရပါတယ်မသေးခင်သာရှိပြီးသေပြီးရင်မရှိတော့ဘူးလို့ထင်မြင်ယူဆပြီးတော့မျက်သက်လိုချင်တာကိုဝိဘဝတဏလို့ခေါ်ပါတယ်ဥစေတဒိဋ္ဌိနဲ့ရှင်တဲ့တဏပါဥစေတဒိဋ္ဌိဆိုတာက တတဝါဟာတည်ပြီးရင်ပြတ်တယ်ဆိုတဲ့အယူမျိုးပါအဲ့ဒီလိုမျိုးထင်မြင်ယူဆပြီးတော့မသေးခင်သာရှိတယ်မသေးခင်သာခံစားရတယ်ဆိုပြီးမသေးခင်မှာခံစားရဖို့ညှော်လင့်တောင်းတတယ်ခံစားရတဲ့အခါမှာလည်းပဲနှက်သက်တယ်အဲ့ဒါကိုဝိဘဝတဏလို့ခေါ်ပါတယ်နော်တပည့်တော်ညာအရန်ကောင်းကျင်ပါတယ်ဘယ်လိုလုပ်ရမလဲဖေယတရားထိုင်ရင်ရောဖြစ်ပါမလားဖေယတဲ့တရားထိုင်တဲ့အလုတ်က ောင်းမြတ်တဲ့အလုပ်ဖြစ်တာကြောင့်တရားထိုင်ပါနော်မိသိမနေကဥပရိပါဏာတပါဠိတော်ဝိပင်္ဂဝတ်သုလကမ္မဝိပင်္ဂတုတ်မှာမြတ်စွာဘုရားကိုသူဘလူလင်မေးလျှောက်တဲ့ပု္ပ္ပာ၁၄ချက်ဆိုတာရှိပါတယ်အဲ့ဒီပု္ပ္ပာ၁၄ချက်ထဲမှာမြတ်စွာဘုရားလူချင်းတူပါလျက်တချို့သော ပုဂ္ဂိုလ်တို့သည်ဉာဏ်ပညာအလွန်ကြီးမားကြ၏တချို့သောပုဂ္ဂိုလ်တို့သည်ဉာဏ်ပညာအလွန်နှဲပါကြ၏ဒါကြောင့်ပါလေဖရာဆိုတဲ့အချက်ပါပါတယ် ဲ့ဒီခါမှာမြတ်စွာဘုရားကချက်သားသူပါလောက၌တချို့သောယောက်ျားမိန်းမတို့သည်ပညာရှိများထံချဉ်ကပ်၍ကုသိုလ်အကုသိုလ်ကို၎င်းအပြည့်ရှိမရှိကို၎င်းမိဝဲသင့်မမိဝဲသင့်သော အရာကို၎င်းနောင်တန္တရာဝဲအကျိုးပေးမပေးကို၎င်းမိမြန်ခြင်းမပြုကြပဲမိမိတို့ စိတ်ထင်ရဖြင့်မကောင်းသောဒုစရိုက်အမှုများကိုပြုကြ၏ထိုပုဂ္ဂိုလ်များတည်လွန်သောအခါငရဲသူကြရပြီး ငရဲကပြန်လွတ်၍လူဘဝသို့ပြန်ရောက်သောအခါ၌လူညံ့လူဖျင်းလူအတို့ဖြစ်ကြရ၏ခြေသားတို့ပါလောက၌တချို့သောယောက်ျားမိန်းမတို့သည်ပညာရှိများထံချင်းကပ်၍ကုသိုလ်အကုသိုလ်ကို၎င်းအပြည့်ရှိမရှိကို၎င်းမိဝဲသင့်အမိဝဲသင့်သောအရာကို၎င်းနောင်တန္တရာဝဲအချိုးပေးမပေးကို၎င်းမြင်မြန်ကြပြီးမကောင်းမှုအကုသိုလ်ဒုစရိုက်မှုများကိုရှောင်ကျဉ်၍ကောင်းသောသုစရိုက်မှုများကိုပြုကြ၏ ထိုပုဂ္ဂိုလ်များပေလွန်သောအခါမျက်ပြည်သို့လာရောက်ကြရပြီးလူဘဝသို့ပြန်ရောက်သောအခါ၌ဉာဏ်ပညာကြီးမားသောပုဂ္ဂိုလ်များဖြစ်ကြရ၏လို့ဖြေကြားတော်မူပါれ။ဒါကြောင့်မဘန်ရှင်အနေနဲ့ဉာဏ်ကောင်းကျင်တယ်ဆိုရင်ပညာရှင်များထံချင့်ပက်ပြီးမတိတာကိုမေးမြန်း၍မကောင်းသောဒုဒ္ဒရိုက်မှုများကိုရှောင်ကြဉ်ပြီးကောင်းသောသုဒ္ဒရိုက်မှုများကိုပြုလုပ်ပါလို့ပြောကြင်ပါれ။နော်။